အားလုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေတဲ့ very resilient အကြောင်းလေးကိုဆက်လက်ဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်ရှင်ဒီနေ့ဆွေးနွေးပေးသွားမှာဟာကျွန်တော်ခုနပေါ့နော် မနေ့တော့လည်းဆွေးနွေးခဲ့တဲ့ is is a great function ဒီအကြောင်းပေါ့နော်အဓိကလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့စွမ်းရည်ရဲ့အချက်၃ချက်ကိုဆွေးနွေးပေးမှာဖြစ်တယ်ကျမရှိအဲဒီမှာဆွေးနွေးခဲ့တယ်အရာဇယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင် cognitive plausibility ဖြစ်ရမယ်ပြဿနာတစ်ခုကိုအဖြေရှာတဲ့အခါမှာပြဿနာတစ်ခုဖြစ်တဲ့အခါမှာဖြေရှာတဲ့အခါမှာနည်းဗျူဟာမျိုးစုံကိုစူးစမ်းရှာဖွေပြုအသုံးပြုနိုင်ခြင်းပေါ့နော်အသုံးပြုနိုင်ခြင်းနေစီမံပြင်ဆင်ထားတာတွေကိုပြုပြင် ပြောင်းလဲဆောင်ရွက်နိုင်တဲ့စမ်းရည်တွေကိုကျမတို့လိုအပ်တယ် ရာဒီအဓိကစမ်းအဓိကလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့စွမ်းအည်တွေမှာလိုအပ်နေတာဖြစ်တဲ့ပြဿနာတစ်ခုကိုအဖြေရှာတဲ့အခါမှာနီးဗျူဟာမျိုးစုံကိုစူးစမ်းရှာဖွေအသုံးပြုနိုင်ရမယ်။နောက်တစ်ခါပြင်ဆင်ထားတဲ့စီမံပြင်ဆင်ထားတာတွေကိုလည်းအခြေအနေပေါ်မှာမူတည်ပြီးတော့ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်တဲ့စွမ်းအည်တွေလည်းလိုအပ်ပါတယ်။အဲ့ဒီစွမ်းအည်တွေကိုကျမတို့ cognitive flexibility လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ inhibitory control တဲ့ ဒါကြတော့ inventory controls ကြတော့တမိကန်တဟန်တာထိန်းချုပ်ခြင်းနေ အဲမိမိမှာ ဖြစ်ပေါ်လာတဲ့အတွေးတွေအဲကိုလေဟန်တာထင်းကျုံနိုင်ရမယ်ပေါ့နော်တာမြင့်ကတဲ့ဟန်တာထင်းကျုံနိုင်ခြင်းနေနောက်တခါအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်းအချိန်ကိုက်ပေါ့အလုပ်လုပ်ခြင်းနေမိမှာဖြစ်ပေါ်လာတဲ့စိတ်လိုက်မှန်ပါလုပ်ငန်းတွေကိုလည်းထင်းကျုံခြင်းနေစိတ်လိုက်မှန်ပါဘယ်ရာကိုမှမလုဆောင်နိုင်မဲနဲ့ပေါ့မလုဖဲနဲ့ပေါ့နော်အဲ့ဒီလိုမျိုးစိတ်လိုက်မှန်ပါတွေကိုစိတ်အေးချမ်းစွာနဲ့ မိရဲ့စိတ်ကို control လုပ်ပြီးတော့ဗောနော copy skill တွေနဲ့ဗောနော control ထိန်းချုပ်ပြီးတော့မှအာယုံစူးစူးဆိုင်ဆိုင်လုံးဆောင်ခြင်းနေဆိုရဲဒီစွမ်းရည်လေးရှိရမှာဖြစ်ပါတယ်ဒါကြောင့်ကျောင်းတို့ဒီတွေ့ဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေကိုဟန်ထိန်းချုပ်နိုင်ရမယ်အလုပ်ကိုလည်းအချိန်တိုင်းလုပ်လုပ်နိုင်ရမယ်နောက်တကစိတ်ထဲမှာတခုခုကိုပေါ့နော်အဲစိတ်က stress တခုရှိလာပြီပေါ့နော်စိတ်ထဲမှာ အစီအမပြေမှုတစ်ခုခုဖြစ်လာပြီဒါမျိုးတွေကိုစိတ်လိုက်မှန်ပါနဲ့လုပ်ငန်းတွေကိုမလုပ်ဘဲနဲ့ပေါ့နော်ဒါမျိုးတွေကိုထိန်းချုပ်နိုင်ရမယ်စိတ်လိုက်မှန်ပါလုံးမဖြစ်မဲ့လုပ်ငန်းတွေကိုထိန်းချုပ်ရမယ်အဲ့လိုမျိုးထိန်းချုပ်လိုက်လို့ရှိရင်အာယုံစူးစိုက်မှုကောင်းသွားပြီးတော့အာယုံစူးစိုက်ပြီးတော့လှုပ်ဆောင်နိုင်ရမယ်အဲဒီလိုမျိုးကလုပ်ငန်းတွေဟာဒီလိုမျိုးလှုပ်ဆောင်နိုင်ခြင်းကလည်းကျမတို့စိုက်ဒီစွမ်းရည်ထဲမှာပါရှိနေရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကျ working memory တွေစိတ်ထဲမှာတည်င်းအချက်လက်တွေကိုထိန်းထားနိုင်တဲ့စွမ်းရည်တည်င်းအချက်လက် ရတော့ဥနောက်ဥနောက်ထဲမှာပေါ့နော် memory ထဲမှာအများကြီးရောက်နေမယ်အဲ့ဒီရောက်နေတဲ့အချက်လက်တွေကိုလိုတဲ့အခါမှာဒီနေရာမှာဒီသတင်းချက်လက်ကို သုံးရမှာပါလားဟိုနေရာမှာဒီကဘယ်လိုသတင်းချက်လက်ကိုသုံးရမှာတော့ဆိုတာတွေဟာတိမ့်ထားထိမ့်သိမ့်ထားနိုင်တဲ့စွမ်းရည်ရှိရမယ်သတင်းအချက်လက်တွေက မိမိရလာတဲ့တည်င်းချက်လက်ကချက်ချင်းအသုံးပြုဖို့လိုအပ်ချင်မှလိုအပ်မယ်။ဒါပေမဲ့လို့လိုအပ်တဲ့ချိန်မှာထုတ်သုံးနိုင်ဖို့အတွက်ဒီကရလာတဲ့တည်င်းချက်လက်တွေကိုထိမ့်သိမ်းထားနိုင်တဲ့စွမ်းရည်ရှိရမယ်။အသုံးလိုတဲ့အခါမှာပြန်လဲ အဲမှတ်မိပြီးတော့အဲမှတ်မိနိုင်တဲ့စွမ်းရည်ပေါ့နော်ဒီက working memory ကလည်းအရေးကြီးတယ်ကျမတို့ဒီအရာကို brain development နေမှာပေါ့နော်ဘယ်လိုပြင်ပြအောင်လုပ်မလို့ပေါ့နော်ကျမတို့တို့ဆွေကျမတို့ဆွေးနွေးဆွေးကင်းနေခဲ့ပြီးဆွေးနွေးခဲ့ပြီးဖြစ်ပါလေရှင်အဲ့တော့ရလာတဲ့တည်င်း channel တွေကိုလည်းသိမ်းထားနိုင်တဲ့စွမ်းရည်ရှိရမယ်ရှိဖို့လိုတယ်အသုံးလိုတဲ့အခါမှာပြန်လည်းမှတ်မိပို့ပြီးတော့ပေါ့နော်အသုံးချနိုင်တဲ့စွမ်းရည်တွေရှိရမယ်ဒါကြောင့်ကျမတို့အဓိက လုပ်ငန်းတွေကိုဆောင်ရွက်နိုင်မှုအတွက်စွမ်းရည်ကြီးတွေလိုအပ် အဲ့စွမ်းရည်တွေအတွက်လိုအပ်တဲ့အချက်၃ရက်ပေါ့နော်အဓိကလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့စွမ်းရည်အဲ့အတွက်လိုအပ်တဲ့အချက်၃ချက် cognitive flexibility တွေရှိရမယ် inhibitory control တွေရှိရမယ် working memory အားကောင်းရမယ်ပေါ့နော်ဒီအချက်၃ချက်ဟာအရေးကြီးတာလည်းဖြစ်ပါတယ်ရှင်ဒီဟာလေးကတော့ကျွန်တော် အဓိကလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဆိုင်ရှင်းမှဆွေးနွေးတဲ့အကြောင်းအရာတွေကိုပြန်လည်ထင်ရပြီးတော့ဗီဒီယိုကလစ်ကလေးတစ်ခုပါဒါကိုကျွန်တော်တို့ YouTube မှာရှာကြည့်လို့ရပါတယ် view my name is even ဒါလေးကိုရှာကြည့်ပေးပါအဲဒီမှာအဓိကလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်တာဘလို့စမ်းရည်မျိုးတွေကဗီဒီယိုထဲမှာတွေ့ရတော့ဆိုတော့ကိုကိုကိုမိကွန်းတွေပြန်မေးကြည့်စေချင်ပါတယ်စိတ်လှရှားမှုကို ထိမ့်သိမ့်နိုင်တဲ့စမ်းရည်တွေရောအဓိကဗီဒီယိုလေးဒီဗီဒီယိုလေးထဲမှာ short video လေးပါ တွေ့ရလားဆိုတာလေးတွေကိုလည်းပြန်လဲသုံးသက်ပြီးရောပေါ့နော်။အော်လေးလာကြည့်စုစေဖို့ပေါ့ကျွန်မအနေနဲ့ဒါလေးကိုထည့်သွင်းပြီးရောဆွေးနွေးပြရခြင်းဖြစ်ပါတယ်ရှင်။ခိမှဆိုရင် စီမံခန့်ခွဲမှုစိတ်ပီစည်းမှုတွေကိုစီမံခန့်ခွဲရတယ်ပေါ့နော်။နီးလန်းနေ coping skill တွေ strategy တွေရှိရယ် coping strategy တွေရှိရယ် coping skill တွေရှိရယ်ပေါ့နော်။ဒါစိတ်ပီစည်းမှုတွေကိုစီမံခန့်ခွဲနိုင်မှ resilient power တွေက အားကောင်းလာမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်မှုလိုတယ်။ active relaxing creative social mind mindset နော်အားအရာရေးကြည့်ဒီငါငါချက်ရေးကြည့်ရယ်တွယ်လဲလဲတက်တက်တာတာတီတီထွင်းထွင်းဖော်ဖော်ရွေရွေစိတ်နေသဘောထားတွေဟာ ်ငါတို့စိတ်ဖြစည်းမှုကိုစီမံခံခွဲတဲ့နေရာမှာအရေးကြီးတဲ့အခြေအနေမှာ ရှိနေတာဖြစ်တယ်အရေးပါတဲ့အခြေအနေမှာဖြစ်နေတာရှိနေတာဖြစ်တယ်အဲ့တော့ဒီငါးချက်ကလေးပေါ့နော်ဒီငါးခုလေးကိုလည်းကျမတို့စိတ်ဖြစည်းမှုကိုစီမံခံခွဲနိုင်မှုအတွက်အရေးပါတဲ့အကြောင်းအရာလေးတွေလည်းဖြစ်ပါတယ်ရှင် active releasing active ရှိရမယ် releasing ဖြစ်ရမယ် creative ဖြစ်ရမယ် social ရှိရမယ် mindset တွေကောင်းရမယ်ပေါ့ဒါဆိုရင်ကျမကဒါလေးကိုပေါ့နော်အဲတက်တက်လက်လက်တက်တက်တာတာတီတီထွင်ထွင်ပေါ်ပေါ်ရွေရွေစိတ်နေသဘောထားတွေဟာကျမတို့စီစိတ်ကိုစီမံခံခွဲဖို့အတွက်အရေးကြီးတဲ့အကြောင်းအရာလေးတွေလည်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ပထမအဦးဆုံး active coping strategy ကိုကြည့်အောင် အဲ့မှာလမ်းလျှောက်ပါတဲ့ဒါ coping skill တွေပါ coping skill တွေအဖွင့်ပြိုးအောင်တွေ့ပေါ့လမ်းလျှောက်ပါလမ်းလျှောက်ရမယ်တစ်တော်တော့နှုံသားနဲ့ပြေးရမယ်အဲတောင်တက်ခရီးတွေသွားတာလေးရလဲကောင်းတယ်ဒါကြောင့်အဓိကဒီ coping skill တွေဟာလဲဒါလှုပ်ဆောင်ရမယ်ပေါ့နော်ကျွန်တော်တို့ရေးရဲ့ပေါ့နော်ဒီဒီ skill တွေရှိပြီးပေါ့ဒီ coping strategy တွေရနေကိုလေ့ကျင့်ရင်း ਨੇ resilient နေအားကောင်းလာအောင် ဆောင်ရွက်ရမှာလည်းဖြစ်တယ်ဖြစ်ပါတယ်ရှင်။အဲ့တော့လမ်းလျှောက်ပါတဲ့လမ်းလျှောက်ဖို့ရည်ကြီးရဲ့အိမ်ထဲမှာပဲရှောက်ရှောက်အိမ်ပြင်မဲ့ထွက်ရှောက်ရှောက်အဆင်ပြေတယ်လို့အဆင်သင့်တယ်လို့မိမိအတွက်ဟိုအဆင်ပြေဖို့နီလန်းလေးနဲ့ပေါ့နော်အသုံးပြီးတော့လမ်းလျှောက်ဖို့လိုတယ်။တင့်တော်တဲ့နှုံသားလေးနဲ့ပြေးချင်းဖို့လိုတယ်ပြေးဆက်ပေါ်တက် ပြီးပြေးတာလည်းပြေးလို့ရတာပါပဲအဲ့တော့ကြတော့တောင်တက်ပါ တောင်တက်တဲ့ခကြီးတွေသွားဖို့လိုတယ်နောက်တစ်ခါယောဂလုပ်ပါတဲ့ ယောဂဆိုတာကတော့ဒါမိမိရဲ့စိတ်ဖီစီးမှုကိုစီမံခန့်ခွဲဖို့ coping လုပ်ဖို့အတွက်ယောဂလုပ်ခြင်းဟာအင်မတန်ကောင်းပါတယ်ကျန်းမာရေးတွေလည်းကောင်းတယ်အကျော်လျှော့လေ့ကျင့်ခန်းတွေလုပ်ပေးပါတဲ့အကျော်လျှော့လေ့ကျင့်ခန်းတွေများများလုပ်ရမယ်ဒါတွေကလည်းကျမတို့အတွက်ကိုလိုအပ်နေတာပါကလေးတွေအတွက်လည်းလိုအပ်ပါတယ် နောက်တစ်ခုက jumping jog ကစားပါဒါတွေကလည်းကစားဖို့လိုအပ်တယ်ကလေးဆိုအင်မတန်ပြောတာလေနောက်တစ်ခါတနေရာထဲမှာရက်ပြေးတာပေါ့နော်ရက်ပြေးလို့ရတယ်တနေရာထဲမှာပြေးပါ ဒီလိုမျိုးကစားနည်းရင်းနဲ့ပေါ့နော် edit coping strategy တွေလုံဆောင်လို့ရတယ်။တခြင်းနေနားထောင်မှာကလေးစုကလေးနဲ့တင့်လျော်တဲ့တခြင်းလေးတွေနားထောင်ပေးပါ။ကခုံမှာတဲ့ကခုံပေးရမယ်။ဘောလုံးပြစ်ပါဘောလုံးကန်မှာဘောလုံးပြစ်တန်းကစားခြင်းတွေဘောလုံးကန်တန်းကစားခြင်းတွေလုပ်ရမယ်။ကျိုးခုံမှာတဲ့ကျိုးခုံတာလည်းကျမတို့ဒီက ဒီရလဲကျွန်တော် coping strategy ထဲမှာပါတာပါကစားခါကွင်းကစားပါခါကွင်းနေနဲ့ခါကိုလှည့်ပတ်ကစားတာလေဒါမျိုးတွေလည်းလုပ်ဖို့လိုတယ်နောက်တစ်ခါ stress ball ကိုညှစ်ပါဆိုတာကျွန်တော် stress ball ဆိုတာကကနပေါ့ ကျမတို့ဘူစီပေါင်းလေးတွေကိုရေထည့်ထားတာရေထည့်ပြီးတော့အဲ့ဒါလေးကိုလက်တက်လေးတွေနဲ့အဲဆုပ်ထားပေါ့နော်အဲ့တော့ကြတော့တရားလေးတွေပျော့ဤလေးတွေဖြစ်တဲ့အတွက်ဖြစ်ညရတာဖြစ်လို့ကောင်းတယ်လေအဲ့တော့ကစိတ်ကလည်းစိတ်ဆိုးဒေါသထွက်နေတဲ့စိတ်ထဲမှာမကြည်မနဲ့ဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဒါမျိုးလေးကို stress ball လေးကိုဖြစ်ညလိုက်တဲ့အခါမှာအဲပေါ့နော်စိတ်ဟာဒီပေါ်မှာတက်ရောက်သွားပြီးတော့မိမိရဲ့စိတ်ကို calm down ဖြစ်သွားမယ်တည်ငြိမ်သွားမယ်ပေါ့နော်။ဒါမျိုးတွေလှုပ်ရှားမှုလို့ရဲဆဗီစီပါတဲ့ဆဗင်းစီမယ်လေကောင်းလေတန်းရတယ်။နောက်တစ်ခါ play a family game မိသားစုနဲ့ကစားလို့ရတဲ့ great game တွေကစားမယ်။အခုမှ basketball ကစားတာလို့ပေါ့နော်။ဒါမျိုးတွေဆိုလို့ရှိရင်လည်းအမိသားစုလိုက်ပေါ့နော်။တရားတလှည့်ကစားလို့ရမယ်။နောက်တစ်ခါ basketball ကစားမယ်။မိသားစု tap game တွေကစားပေးမယ်။မိသားစုလိုက်ကစားလို့ရမယ်။ game လေးတွေကို အဲဆောင်ရွက်ပြီးတော့ကစားပေးမယ်။အဲ့တော့ကြတော့ကျွန်တော်တို့ရဲ့ကလေးတွေကိုဒီလိုမျိုး coping strategy တွေနဲ့အဲသူတို့တွေမှာဖြစ်နေတဲ့အဲ stress တွေပေါ့နော်စိတ်ဖိစီးမှုတွေကို short ချပေးပြီးတော့ပေါ့နော်။အဲသူတို့ရဲ့ဒီကျမတို့ resilience ဆိုတဲ့ကြင်ကြင်ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးအောင် လေ့ကျင့်ပေးကြရမယ်။ဒီဟာဒီက coping strategy တွေဆိုတကယ်ကိုလွယ်လွယ်လေးနဲ့ပေါ့နော်။ easy တက်တောင့်တက်တာနဲ့အဲပုံမှန်လုံဆောင်လို့ရတယ်။လမ်းလျှောက်မယ်ပြေးမယ်တောင့်တက်မယ်။ ယောဂတွေလုပ်မယ်ကျောလျှော့လေ့ကျင့်ခန်းတွေလုပ်မယ်အဲနောက်တကဂျမ်ပင်းကစားနည်းရဲ့ ကစားလို့ရရကစားမယ်တနေရာထဲမှာရက်ပြေးမယ်တချင်းနေနားထောင်မယ်ကာခုံမယ်ဘောလုံးပြစ်မယ်ဘောလုံးကန်မယ်ကျိုးခုံမယ်ခါခွင်းနေလဲမယ်မိမိအနေနဲ့အစဉ်ပြေးတဲ့နီးတွေကိုသုံးပါပေါ့နော်ဒီထဲမှာကျွန်တော်ပြောထားတဲ့ active active coping strategy အကုန်လုံးကိုလုံးဆောင်မှုမလိုပါဘူးအဲမိဒီဒီနေ့မှာတော့ဒီနီးလေးဒီဒီနီးလေးနဲ့လုံးဆောင်ပြီးနောက်တစ်နေ့မှာနောက်တစ်မျိုးပြောင်းလုံးဆောင်မယ်ပေါ့အဲဒီနေ့စဉ်မှာဒီနီးတွေကြီးပဲသွားနေလို့ရှိရင်လည်းလူကဟိုပုံမှန်ကြီးဆိုလို့ရှိရင်နည်းနည်းလေးစိတ်က active နေသွားတယ်အဲ့တော့တနေ့ကိုတမျိုးပြီးတမျိုးပြောင်းပြီးတော့ပေါ့နော်အဓိက copy strategy ကိုစောင့်ရစေခြင်းအပြင်ကျမတို့ရဲ့ကလေးတွေမှာဒါမှမဟုတ်ရင်လည်းကျမတို့ဒီပြုစုပြောင်းနေတဲ့သူတွေမှာရှိလာမဲ့စိတ်ပြစည်းမှုတွေကိုဒီလိုမျိုးနီး edit copy strategy နီးတွေနဲ့ပေါ့နော်တကယ်ကိုအားကောင်းတဲ့ resilient နေတွင်ပြိုးလာ ဆောင်ရွက်သွားကြရလို့ရှိရင်ဒါကျမတို့တွေ resilient power တွေဖွံ့ဖြိုးလာစေမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်